ရွှေမြို့တော်တီးဟောက်စ်နဲ့ချစ်တီးစားရစံမှာဒီနေ့မနက်စာသွားစားဖြစ်ပါတယ်။အတီရှိတဲ့နေရာလေးကတော့အလုံးဒန်အိုးဆက်မှတ်တိုင်းကန်နာလန်တက်တော်ရက်ကွယ်အလုံးမျိုးနေမှာတီရှိတဲ့ဆိုင်လေးဖြစ်ပါတယ်ခင်ဗျာ။ရွှေမြို့တော်မှာကိုစားနေကြဗောနောကိုကြိုက်တဲ့နေရာလေးမှာစားလိုက်တယ်။အဲ့ဒီအထဲမှာမှသူတို့ဆိုင်မှာအဲလှေဝက်မင်းသားလို့တင်စားထားတဲ့နန်းပြားတုပ်အဲ့ဒါတော့မစားခဲ့လဲရအောင်။နောက်တစ်ခေါက်သွားတော့အဓိကနန်းပြားတုပ်ကိုစားအောင်မယ်ခင်ဗျာ။ ဆန်ရဲ့အကျယ်ဝင်းကလူဦးရေတော်တော်များများလေးစမ်းတဲ့အပြင်ကိုအဲကုန်းကလည်းအေးစိတ်နေတာဖြစ်တဲ့အကြောင်းမို့အခုလိုရာသီဥရုမျိုးမှာတော့အဲရွှေမျိုးတော်မှာသွားစားမယ်ဆိုလို့ရှိရင်အေးအေးလေးနဲ့ကိုစားကျင်တော့အားအပါရသုံးဆောင်နေမှာဖြစ်ပါတယ်အဲ့ဒါဟွာလေဘာလဲပူစီနယ်နဲ့သူ့မှာကတော့ပဲမုတ်တကယ်တိုးရှိစားလို့ရှိရင်အဲပဲမုတ်လည်းလိုတယ် ။ဒါဖဲမုတ်အကြက်ရဲ့သကြားရဲ့မွေးရာတွေတခုပါတယ်။ဒါကဲနေပြီးပါမယ်။အာလူပါမယ်။အဓိကကြက်ပြီးပါမယ်။ဒါသူစီနဲ့အနစ်ကလေးချင်းဆက်လေးအဲ့ဒါလေးပါ။အဲ့ဒါလေးပါ။တူစီကအဲတူစီရဲ့အင်ကာရက်နဲ့ညီညွတ်တာဖြစ်ပါညီလေးဝတ်တုံကတော့သူအကြိုက်နန်းကြီးတို့ချင်းဆက်ရဲ့ပြီးတော့မှစိတ်ဆွပြေမှားတယ်။ဥနယ်ကကြတော့စက်သားပူရီစိတ်ဆွနံမြနံမြထွက်ဘတ်တော့စီလုံးတည် ပြီးတော့ကျန်တဲ့သူကကြတော့တူရှင်ရဲ့နံပါတ်မှာစိတ်သားတူရှင်ရဲ့အဲ့ပါကြီးလေအာလူပူရီရဲ့အဲ့ဒါတွေပါပြီးတော့မှအားပေးခဲ့ကြပါဘူးခင်ဗျာဆယ်ပဲခုအဲ့လိုမျိုးအရောက်အစင်းကိုမြင်တဲ့အစားကြီးကဒါဝတ်သုံးစားမဲ့နန်းကြီးတော့ဟိုကလိုက်ဖက်တိုင်းမှာလားနန်းကြီးတော့ရေးဆိတ်ဆွေးလေတော့ရှင်းဖို့တော့ကျက်ပါကျက်ပါလို့ရေရေဆွဲဆွဲလို့ထည့် တို့အဲ့အိန္ဒိယချက်တာရေးဆက်ဆက်ကလေးပြောတာကဲစားကြပါဦးခင်ဗျာပို့ပေါ်လေးပို့ပို့ပေါ်ကြိုကြိုလေးငါတို့လိုမျိုးအရန်လေးလေးမဟုတ်ဘူးအလူးလိုက် Thank you. စိတ်တိုင်းစားတော့သူတို့ပြုံးနေတယ်ပြုံးတော့ပြုံးတယ်ပြုံးတော့ပါရောမင်းကလည်းမင်းတို့ကလည်းအဲ့ဒါအရာလေးကိုစားကြည့်ဟုတ်ပြီလားစားမှုရတယ်မှာဟုတ်လားစားမှုရတယ်မှာတော်ကောင်းတယ်မင်းတို့အဲ့ဒါဒါလေးချမ်းနေရဆိုဒါလေးတွေနှမျောတယ်ဟိုမှာနှစ်ခွက်တော့ဟုတ်ပါပါပါလေးစားပြစ်နှစ်နေအောင်နေပါလားနေတယ်ရှယ်ပဲ ့လိုစိတ်ပြီးရတာ။ရပါတယ်။စိတ်သားရင်။ဟုတ်လေ။လိုရှင်နဲ့စားမယ်။ရင်းလိုရှင်စားပြီ။လည်းကိုကြီးကဘာလို့ဘာလို့ဆိုပါ့မလဲ။ ်ဦးနိုင်ကြိုက်တဲ့အထက်မှာဆိုလို့ရှိရင်တော့ရွှေမြို့တော်ရဲ့စိတ်ဆွတ်နံပြားလေးတစ်ခုအပါဝင်ဖြစ်ပါတယ်။ရွှေမြို့တော်ဆိုင်တွေမှာ သွားပြီးမစားဘူးသေးတဲ့သူတွေအတွက်ကိုရောတစ်ခါတည်းရံမှာချစ်တီးထမင်းနဲ့ဟင်းလျာတွေကိုအပြောင်းလဲလေးဖြစ်စားကျင်ကြတဲ့သူတွေအတွက်ကိုဦးနိုင်ကရေကူးတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။အားပေးနေကြတဲ့အစားတလိုက်မှချက်ရတော့သူတူချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။တဘာဝဘေးဆိုအန်ဒရီဆိုကဆိုမထာဝရလိုကင်းကြပါစေလို့ဦးနိုင်ကဆုတောင်းမြတ်တာပို့သားလိုက်ပါတယ်။